မင်္ဂလာပါခင်ဗျာဗီဒါကွန် channel မှာပြန်လည်ကြိုဆိုပါတယ်ဒီနေ့တင်ဆက်ပေးမှာကတော့ထမန်တောင်ကူရေးသားထားပြီးစောရမင်းခေါင်တိုင်းစရာမောင်ဖုံးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စောရမင်းခေါင်တိုင်းစရာမောင်ဖုံးဆိုရဲဇလန်းလေးကိုအစဆုံးတင်ဆက်ပေးမှာဖြစ်ပါတယ်စောရမင်းခေါင်တိုင်းစရာမောင်ဖုံးကောင်းကင်ရံကကြည်လင်ရှင်းတတ်နေတာပြာလွင်နဲ့ဇင်းရှိနေတယ်နေဘက်ခါကောင်းကင်ကြီးတော့နေခဘူတာပေါ့ မင်းကောင်တို့သုံးယောက်ကတော့ဒီလိုကြည်လင်ပြီးနေပူပြင်းပြင်းရှိတဲ့ကောင်းကင်ရံအောက်ကလေခွင်းပြင်တွေထဲမှာကတင်းရိုးတိုင်းဖြတ်သွားနေမိကြတယ်။ဒီလိုသွားလာနေမိတာကအချောင်းရှိတယ်။ပုံမှန်ဆိုရင်တော့သူတို့စကိုင်းကိုပြန်ကြရမှာစကိုင်းရောက်တဲ့အခါဂတိတစ္ဆာပြုထားရတိုင်းတနရှင်တို့ကိုတော်လန်ရမှာပေါ့။ဒါပေမဲ့လေဂတိတစ္ဆာထားတော့ကနယ်နမိတ်မပါဘူးလေ။ဒါကြောင့်လေမင်းကောင်ကောင်းမှုအကြောင်းပြုပြီးဥပါဒူတို့ပါလဲဆောင်လှည့်ရင် များမြန်ကိစ္စများကိုကြုံတွေ့ရင်ဆိုင်ရတာကောပြမနာမျိုးကနေသူတို့ထက်လာပြီးချိန်ကြတော့ဥပဒုဟာမင်းကောင်တို့ကိုတီလူတိုင်းမင်လာခဲ့တယ်မင်းကောင်နဲ့တာတော့ဂုတ်တွေးဆုပ်တဲ့မိစ္ဆာရီယံကိုအသားရဲကလောက်ထွက်တဲ့တပေါင်းမသားရီယံကိုတပီလုံးကခန်းစားနေကြရတာကအခုပဲကြည့်တနာကိုကျူးကမားကိုလိန်လဲပြီးရရှိလာတဲ့သားကိုမမင်းတမီးကိုမမြင်တတ်တဲ့အဖေဆိုတဲ့ကောင်မျိုးကိုလည်းငါတို့လောလောလတ်လတ်ကြုံခဲ့ရတယ် ဝိတမလောဘအတော်မတက်နိုင်ပဲအသက်တခင်ကိုကျေးဆွတဲ့ဘာမင်းလိုကောင်းလို့လဲစုံခဲ့ရတယ်။နောက်ငွေဝိမ့်နဲ့ဖီစည်းတဲ့ကျော်ဟိုးတို့ဘာတို့ဒီလိုကောင်းတွေကိုလည်းတွေ့ခဲ့ရတယ်။ဒါတွေကိုကြည်ပြီးငါတို့စကိုင်းကိုဥတီပြန်နေတာမှားများမှားနေပြီလားမသိဘူးနော်။ဥပဒုစကားကိုမင်းကောင်တို့ကြားကြားချင်းတော့နားမလည်နိုင်ဖြစ်ရတယ်။ငါပြန်တွေးကြည့်တော့တီဘောကိုယ်တော်ရဲ့တဘောမှာကပီတာရေးကိုစွမ်းဆောင်ပါ။ တော်လန်တာမျိုးမဟုတ်ပဲတဖက်ကနေပြည်သူကိုစောက်ရှောက်ပါလို့မှာသွားတာမျိုးกว่าအခုစကိုင်းကိုပဲပြန်မုတ်လုံနေတဲ့ငါတို့လှုပ်ဆောင်ချက်တွေကမှားနေပြီထင်တယ်တဏီရဲကွက်ပြီးစောက်ရှောက်ပေးရမယ်သဘောဖြစ်နေတယ်ဥပဒေပြောတာကောင်မင်းကောင်တို့လည်းသဘောတူခဲ့တယ်ဒါကြောင့်ပဲရမဲသိန်းကိုမရောက်ခင်စီးလာတဲ့ကားပေါ်ကနေစင်းချပြီးလမ်းစင်းလျှောက်ကြတယ်လမ်းဖုံဖုံတွေ့တော့ဆက်လိုက်ကြတယ်ညူပြက်ပြက်ကြွေတော့ရွာမှတ်ပြီးဥတီလန်းကြတယ် ဒီလိုနဲ့ပဲမင်းခေါင်တို့၃ယောက်ခြေချင်းခီးနဲ့ရွာစင်လှည့်သွားနေခဲ့ကြတာနှစ်ရွက်တည်းမှာရွာပေါင်း၅ရွာနဲ့အခုလက်ရှိဖြတ်တန်းနေကြတဲ့လေပြင်၆၆ကြီးအထိခီးပေါက်ခဲ့ကြပါတယ်ပြဿနာလေးတချို့ကိုလည်းဖြေရှင်းဖေးကူးနိုင်ခဲ့ကြပြီးစာရေးနေရေးတက်တဲခက်ခဲနေသူများကိုလည်းအဆင်ပြေအောင်ငွေကြေးတချို့ကူညီပေးနိုင်ခဲ့ပါတယ်ရှင်နာတော့ညောင်မင်းကြီးရှိတာပဲကွာငါတို့အဲ့ဒီမှာခဏနားကြရအောင်အရှိခက်ပြပြစီက လေပြင်းထဲမှာထီထီကြီးကြီးမအောင်မိုင်းလွန်းနေတဲ့ညောင်ပင်ကြီးကိုလှမ်းမြင်ပြီးဥပါထုကပြောတယ်။နေဘူးကျဲကျဲတဲကနေခြေချင်းဖြတ်တန်းလာရတော့၃ယောက်စလုံးချွေးတို့နေရသည့်အပြင်ရေကလည်းဆာလောင်လွန်းလေကြပြီ။ဒီလိုကြောက်လဲနားရမယ်ဆိုတဲ့အတိကြောင့်၃ယောက်သားညောင်ပင်ကြီးစီအပြေးတစ်ပိုင်းလှမ်းကြတယ်။ညောင်ပင်ကြီးအောက်စီကိုရောက်တော့ခြေပြက်လက်ပြက်ထိုင်ပြီးကြပြီးမောပတ်မှုတို့ကိုဖြစ်ပြောက်တယ်။ ညောင်မင်းကြီးရဲ့အနောက်လန်းလန်းတစ်ဖက်မှာရွာတရွာရှိနေတာကိုမြင်မိကြရတယ်။ကိုကြီးကျုပ်တို့ဒီပုံတိုင်းသွားမယ်ဆိုညင်းတော့လို့မထင်နဲ့နော်။တာနောကပြောလာတယ်။မင်းခေါင်ကပြုံးစီစီဥပါထုကအေးကွာမင်းပြောမှသတိရတယ်။ငါတို့တကယ်လိုအပ်နေတာပဲကွာ။ဒါပေမဲ့အခုတော့လက်ထင်းငွေကနင်းနေပြီ။မင်းခေါင်ရှိရဲ့လေအကိုကြီးရ။ဟာကျုပ်ကိုစီးကြမလို့လားဖျာ။မင်းခေါင်ကထပြီးအရှုံးဖောက်တယ်။၃ယောက်စလုံးရေမောမိကြတယ်။ မင်းကိုတော့မစည်းပါဘူးမင်းကောင်ရဲ့ငါသာမင်းကိုတက်စည်းလိုက်ရင်မင်းအယိုးတွေကျိုးရချေရဲ့ဒါဖြစ်ကျုပ်ကမင်းခိုးပေးရမှာလေအဲအဲ့လိုမဟုတ်ရင်တောင်မင်းဝယ်ဖို့အတွက်ငွေခိုးပေးရမှာဟာမင်းကောင်မျက်နာကရှုံ့မဲ့သွားတော့ဥဖဒူတို့ကရဲကြတယ်အရင်ကဆိုခကြီးလန်းကိုကားနဲ့သွားမြင်းလေးနဲ့သွားကျုံတလူသွားနေမိကြတဲ့အတွက်စကားစမိတိတ်မဆူဖြစ်ဘူးလမ်းတူလျှောက်ပြီးခက်ခဲပင်မမှုကိုရွေးချယ်လို့ခီးသွားပါမှာ ရပိုင်းတွင်းမှာစိတ်တွေကရင်းနှီးမှုပေါ်လာတယ်လို့ခံစားရတယ်။စကားပြောဆိုတွေပွင့်လင်းလာကြတယ်။ဖော်ရွှေလာကြတယ်။တယောက်နဲ့တယောက်ထတ်တူကြကြရင်းနှီးလာတာထက်ပုံမူတဲ့ခံစားချက်မျိုးကိုသုံးအောင်စလုံးရရှိကြတယ်။နောက်တောက်တောက်ကြည်စည်မှုတွေလည်းရှိလာရတယ်လေ။ဒီလိုဆိုပြန်တော့အရင်ကလို၆ကက်ကက်နဲ့ဖြတ်တန်းလာရတဲ့အချိန်တွေမှာရှိခဲ့ဘူးတဲ့စိုးရိမ်မှုတို့ကနေလာနှင်းပြောက်တယ်လို့ပါပဲ။တစ်ချိန်ကတတ်မှုတတ်တာတွေဖြစ်ခဲ့ဘူးတဲ့ဥပဒုတို့ဟာလေ။တခါမှအခုလိုမနေဘူးကြတော့ နေရထိုင်ရလွတ်လပ်မှုကိုတဘောကျနေကြတယ်။သုံးယောက်တောင်စကားရီပြောကြရင်ဆက်ပြီးထိုင်နာကြတယ်။အတန်ကြာတော့အမောပြေကြပြီ။ကဲနေဆွဲမကျိုးခင်သွားကြစို့လား။ဟုတ်ကဲ့အကိုကြီး။သုံးယောက်စလုံးပုတ်ဖက်ကာပြီးထလိုက်ကြတယ်။ကဲသွားကြစို့ဥပဒုကရှေ့ကနေလှမ်းထွက်တယ်။မင်းကောင်တို့လည်းအနောက်ကနေလိုက်ထွက်ကြတာပေါ့။ဒီခိုက်မှာပဲဟေးကနေအော်တန်နဲ့တူသူတို့အားလုံးချက်ချင်းကိုပဲအသင့်ပြမိတာတွေကိုပြန်ရုပ်မိကြတယ်။ဘာကြောက်လဲဆိုတော့ တို့အရှိကိုကြာလာသူကစပင်းစုပ်ပွားနဲ့အဝက်စားပြည်ပြင်းတဲ့လူတယောက်အသက်က30ဝန်းကျင်လောက်လို့ခန့်မှန်းရတယ်။ညနာပုံစံကလည်းဆက်ဖြီးဖြီးတဟီးကြီးနဲ့ဟေးလူတွေခင်ဗျားတို့ခုနကမြင်းဝယ်မယ်လို့ပြောနေတာကြားမိတယ်။ကြုံမြင်းကိုဝယ်မလား။ဟမ်အယူကဝက်စားပြည်ပြင်းနဲ့ကိုယိုကာယာပြောရင်ဂျိုင်းချအိမ်အောင်မှာဂျိုင်းချအိမ်အောင်မှာထဲပတ်ထားတဲ့အရာကိုထုတ်လိုက်တယ်။ဟာ ရာရှင်တို့မြင်းဖြူရှင်တို့လိုနှကွန်းတွေကနှစ်ရုပ်တွေစီးတဲ့မြင်းဖြူရုပ်လေးအရှိတ်လက်တစ်ချောင်းကတော့တန်လန်ကလေးပြုတ်ထွက်နေမြင်းကတော့ခြေတစ်ဖက်မကောင်းဘူးဗျခင်ဗျားတို့ဝင်မလားအဲမင်းကောင်တို့မပြောနဲ့ဥပါထူတောင်ဘာပြောရမယ်မသိတတ်ဘူးဒါကိုကြည့်ပြီးအယူကမျက်နှာညွန်းညွန်းငင်ငင်နဲ့ဆက်ပြောတယ်အင်းဖော်လေးကြုံမြင်းလေးကလက်ကျူးနေရဆိုတော့ခင်ဗျားတို့ဘယ်လိုကျင်ပါမလဲအယူကပြောပြီးနေရာမှာတင်ခြေပြက်လက်ဖြစ်ထိုင်ချလိုက်တယ် အယူကိုကြည့်ပြီးမင်းခေါင်တို့လည်းစိတ်မကောင်းဖြစ်သွားကြတယ်။အဲအဲအဲ့ဒါလည်းမဟုတ်ပါဘူးမောင်ရင်ဟာဥပါတုကစကားဆလိုက်တယ်။ဒါပေမဲ့အယူကငိုနေပြီ။ငိုရင်းကပါဇက်ကနေချွတ်ချွတ်ပြောတယ်။ခင်ဗျားတို့ဒီမင်းချောင်းကိုမသိလို့တာ။တကယ်တမ်းသိရင်ခင်ဗျားတို့အထင်ကြီးကုန်ကြလိမ့်မယ်။အယူကမင်းရုပ်ကလေးကိုပတ်သက်ရင်ပြောတော့မင်းခေါင်တို့တောင်းရောက်တယောက်မျက်နှာတယောက်ကြည့်မိကြတယ်။သူ့ပုံစံလေးကတနာစရာကွာ။ဗမာနေလည်းမသိဘူး။သူ့ချော့မော်ပြီးပြန်ပို့ပေးချရအောင်။ อืมကောင်းတယ်ကိုကြီးဒါဆိုလေသူ့လိုက်ထိုက်တိုင်းနေချဆိုလားတောင်းအောင်စလုံးအယူရှိစီမှာထိုင်လိုက်ကြတယ်ဥပဒုကအယူရဲ့ပကောင်းကိုနှစ်တိုက်တဲ့အနေနဲ့လက်နဲ့ပုတ်လိုက်တယ်ဒီကမောင်ရင်စိတ်မရှိပါနဲ့ဒုကခီးသွားတယ်ပါ မင်းကိုလိုအပ်တာလဲမှန်တယ်ဒါပေမဲ့ငွေခနင်းနေတယ်အခုမောင်ရဲ့မြင်းကအစင်လာရှိရဲ့မြင်းဆိုတော့ပိုလို့တောင်ဝယ်ရခတ်သွားလို့ပါဒီမြင်းကိုအနွယ်ထားမင်းကြီးစီးခဲ့တယ်နောက်ပြီးဥပောင်းစေးရလဲစီးတယ် ဘရင်နောင်ဆိုအယုဒယကိုစစ်ချီတုန်းကကြည်မြင့်ကိုစီးခဲ့တာဖះဖះအဲ့လောက်တောင်ဆင်လာကြီးခဲ့တာလားဟုတ်တယ်ဗျဟုတ်တယ်ဒါပေမဲ့အဆင်လာပဲအဆင်လာကအဆင်လာပဲငွေကငွေပဲခင်ဗျားတို့ကိုရောင်းလာငွေနဲ့ရောင်းလာခင်ဗျားတို့ဝယ်တဲ့နေအယူကမလဲရှုပ်စကားကိုပြောတော့မင်းကောင်တို့ပြုံးဆဆဖြစ်ကောင်းတယ်ခင်ဗျားမြင့်ဖြူကငွေဘယ်လောက်သတ်မှတ်တော့ခွနပ်ပဲဟွန်းဘာလဲဗျဈေးကြီးလို့လားအဲဈေးမကြီးပါဘူးဈေးမကြီးလဲဝယ်လေ ငွေကငါးဘဲသာပါတာအဲ့ဒီငါးဘဲကိုပဲပေးရော့ရော့အယူကငွေငါးဘဲကိုအရှာလှမ်းယူတယ်မြင်းရုပ်ကိုဥပထုစီထိုးပေးတယ်ပြီးတော့ငွေကိုအငမ်းမရကြည့်ရဲ့ဂျင်ငွေနဲ့ဆိုကြုတ်ထမင်းစားလို့ရပြီဟမ်အယူပါဇက်ကထွက်တဲ့စကားပေါ်မင်းခေါင်တို့ပါဇက်အဟောင်းသားဖြစ်ကုန်ကြဟေးဟေးသမင်းစားလို့ရပြီကွာအယူကတော့ငွေကိုစိုက်ကြည့်ပြီးထက်မှန်ပြောရင် သူတို့ကဂယူးမစိုက်တော့ပဲပျော်ရွှင်မြူးတူးစွာထွက်သွားလေဂျီလူကမယူးဘူးကွာ တတဟန်ဆောင်ထားဗျာဥပါထုရဲ့စကားကြောင့်မင်းကောင်နဲ့တာနောတို့အံ့ဩသွားကြရတယ်။ဘာလျှောက်ပြောနိုင်တာလဲကိုကြီးသူမျက်လုံးလေးကတက်တည်ပဲလာကြမင်းတို့ကိုမြင်တောင်ငါပြမယ်ဥပါထုကပြောပြတာနဲ့အရှိကနေထွက်သွားပါရောတယ်တုတ်တန်တဲ့ကစရက်စီမှာဝယ်ယူလာတဲ့သမင်းတုပ်ကိုဖြီးပြီးမောင်ပေါင်းအငမ်းမရစားနိုင်မိတယ်သူသမင်းမစားတပတ်ပြည့်လို့ပဲ ပတ်စံလဲတပြားမှမရှိပဲခုနကညောင်မင်းကြီးစီမှာမြင်းဝယ်မယ်ဆိုတဲ့ခီးသွာ၃ရောက်ကိုညောင်ကိုင်းမှာစွန့်ထားတဲ့မြင်းရုပ်ကိုယူပြီးအယူဟန်ဆောင်လို့ရောင်းချခဲ့ဝင်ငါပဲရပြီသူ့အတွက်တော့ထမင်းဖို့ရတော့တဲတလုံးစီဝင်ပြီးထမင်းတောင်းဝယ်တယ်ထမင်းနဲ့ငပြောဖူးချင်ကျော်ကိုဝယ်ယူရရှိခဲ့တယ်ထမင်းတို့ကိုယူပြီးတုတ်တန်စရက်စီပြေးလာခဲ့ စားတယ်ပြီးရင်တော့ဒီတုတ်တန်ထဲမှာပဲသူ့လောက်ဆရာရှိတာအလောက်ရှိတယ် အဲ့ဒီလောက်ကသူ့မိသားစုအသက်ကိုကယ်တင်ရမယ့်အလုပ်ပြီးတော့သူကိုယ်တိုင်လည်းတင်းရှောင်ပြေးရတဲ့ဘဝစီကနေလွတ်မြောက်စေမယ့်အလုပ်တစ်ခုဖြစ်တယ်။ထမင်းနဲ့ရင်းကိုမစားရတာပြက်လက်နေတာကြတော့စားရတော့ရအရသာရှိကောင်းလာတယ်။ထမင်းတထုပ်ကခဏပဲကုံသွားတယ်။ရေကိုအငမ်းမရထက်တော့တယ်။ပြီးတော့ထမင်းထုပ်တဲ့ဖက်ကိုဇရက်အောက်စီပြစ်လိုက်ပြီးသူလည်းဇရက်စီကဆင်းလိုက်တယ်။ဒီခိုက်မှာပဲခုနကခီးသား၃ယောက်ကတုတ်တန်အရှိကနေပြတ်သွားတယ်။ မောင်ဖုံးလည်းချက်ချင်းပဲအယူလိုပြန်ဟန်ဆောင်ပြီးတစ်ပင်တပင်နဲ့စကားပြောနေလိုက်တယ်။ခဏကြာတော့ခီးစွာ၃ယောက်ကတုတ်တန်ကိုဖျက်ပြီးရွာထဲကိုဝင်သွားကြလိမ့်ပြီ။ဒီတစ်ခါမောင်ဖုံးလည်းတုတ်တချောင်းကိုကောက်ပြီးတုတ်တန်အရှိဘက်ကညီရညီညီအနှံ့ကိုလိုက်လံထိုးဆွပါတော့တယ်။အကူကြီးပြောသလိုပဲဟိုလူကဟန်ဆောင်နေတာဗျ။ရွာထဲကိုလမ်းဝင်တာတော့ကဥပဒုကိုပြောလိုက်။အေးဟုတ်တယ်။ထမင်းစားနေတော့ကလည်းသူ့ပုံစံအကောင်းကြီးပဲ။ ငါတို့ကိုမြင်တော့မှအယူလို့ပြန်လှုပ်သွားတာဂျီလူကမယူသားဘူးသူ့နောက်ကွယ်မှာအကြောင်းတစ်ခုခုရှိနေမယ်ကျုပ်တို့ဘာလုပ်ကြမလဲကိုကြီးသူဟာလူကောင်းလားလူဆိုးလားဘာအတွက်ယူလို့ဟန်ဆောင်ရလဲဆိုတာစုံစမ်းကြည့်တာပေါ့သုံးယောက်သားရွာထဲကဆက်ပြီးဝင်လာကြတယ်ငင်းပြုတ်ရုပ်ကလေးကမင်းခေါင်ရဲ့လက်ထဲစီမှာသူတို့သုံးယောက်ကိုမျက်နှာစိမ့်ပြီးဆိုတော့လမ်းသွားလန့်လာရွာသားတွေကကွက်ကြီးကွက်ကြီးလှုပ်ကြတယ်သူတို့ကလည်းတုတ်တန်တဲ့ကယူချောင်းကိုမင်းမြန်မှုလူရှာကြတယ်လမ်းသွားလန့်လာတွေက သူတို့အလုပ်ရှိရသွားကြမဲ့သူတွေမို့မမေးမဆန့်ခဲ့ကြဘူးခဏခဏလမ်းပြီးတော့အကျော်တဲကလေးတစ်လုံးကိုတွေ့ရတယ်အကျော်စားအောင် အကျော်တဲစီဝင်ထိုင်ကြတယ်အကျော်တဲဝဲချပေးပါအောင်အကျော်ကျော်နေတဲ့မိန်းမကြီးနဲ့အနီးနားနေရာမှာထိုင်ကြပြီးအကျော်မှလိုက်တယ်မိန်းမကြီးကသူတို့ကိုတစ်ချက်ကြည့်တယ်ချပေးဖို့လက်ကမအားဘူးဖြစ်နေစိတ်တော့မရှိပါနဲ့ဒီဘက်ကငယ်ကောင်းလေးလာယူပေးပါလားမိန်းမကြီးကစကားပြောဆိုတွတ်တယ်မင်းကောင်လေးအကျော်ပကံကိုသွားယူလိုက်တယ် အကျော်တစ်ခုနှစ်ခုစားပြီးမိမကြီးအားလက်တာကိုစောင့်ကြတယ်။မိမကြီးလက်စအကျော်တို့ကိုဆေးယူပြီးအသက်ပြန်ထည့်နေတာကိုမြင်တော့ဥပထုကဒီကမကြီးကိုတခုလောက်မေးချင်လို့သိရင်ဖြေပေးနိုင်မလားဗျာ။ဘာများမေးမလို့လဲမေးလေ။အော်ဒီလိုပါ။ကျုပ်တို့ရွာပြင်မှာအယူတယောက်ကိုတွေ့ခဲ့တယ်ဗျာ။သူကဒီကလား။ဘယ်ခါလာသိရင်ပြောပါလား။ဘယ်ခါလဲသိရင်ပြောပြပါလား။အော်တုတ်တန်ကသပင်းရှင်ရှင်နဲ့ဟိုအယူလေးကိုပြောတာလား။ဟုတ်တယ် သူ့အကြောင်းကတော့ဘလို့ပဲဝယ်မသိပါဘူးတော့ရွာကိုရောက်လာတဲ့ကတပတ်ကျော်လောက်ပဲရှိအောင်မယ်ဟုတ်လားဟုတ်ပါဟုတ်ပါဘယ်ခါရောက်လာတာလဲအမကြီးဘယ်ကမှန်းအောင်မသိရတုတ်တန်ကိုရောက်လာတာပဲလူတွေသိကြတယ်ဒါတောင်ဘယ်အချိန်ကလေးကရောက်နေတယ်မသိဘူးတုတ်တန်ကိုနိုင်ရေးသွားပုံမှသူ့ကိုမြင်မိတာအဲ့လိုလားဟုတ်ပါဟုတ်ပါကျေးဇူးတင်ပါတယ်ဗျာဥပဒူတို့လည်းအယူဟန်ဆောင်တဲ့သူကိုပိုလို့စိတ်ဝင်စားသွားရတယ်ဘယ်အတွက်ကြောင့်ဒီလူကယူဟန်ဆောင်ရတာ မင်းကောင်ခက်တူးတူးရေရွလိုက်တယ်။သူ့နောက်ွယ်မှာအချောင်းတစ်ခုကတော့တေချာရှိနေပြီကွာ။တေချာတာကတော့မောက်တန်းတရားတစ်ခုခုပဲ။ဘလို့ဆက်လုတဲ့လေအကိုကြီး။စုံစမ်းကြည့်ပြီးဘာလဲဆိုတာသိအောင်လုပ်ကြတာပေါ့ကွာ။ဟုတ်ကဲ့။ဒီနောက်တော့၃ယောက်သားအကျော်စားပြီးတော့ရွာပြင်ကိုပြန်ထွက်ခဲ့ကြပြီးတုတ်တန်စီကိုခြေဦးပြန်တက်လိုက်ကြပါတော့တယ်။တုတ်တန်စီမှာမောင်ဖုံးတယောက်လူသူလေးပါအရေးချီကိုကြည်ရင်တုတ်တချောင်းနဲ့ဟိုတီကိုတူးဆွာရင်အလုရှုံနေတယ်။တုတ်တန်အရှိတ်ကလည်း ဲတစီဖြတ်သွားတော့မောင်ပုံးတယောက်မြေပုံတစ်ခုနဲ့꿰ပြီးဝှက်ချလိုက်တယ်။ဒီအဖြစ်ပြက်တွေအားလုံးကိုတုတ်တန်ထဲမှာတိတ်တဆိတ်ရောက်ရှိနေကြတဲ့မင်းခေါင်တို့ကမြင်မိကြလေတယ်။ကိုကြီးဒီလူကတစ်ခုခုရှာနေတာပဲဗျ။ဘာရှာတာလဲမသိဘူး။အေးမြေတွေကတစုံတစ်ခုကိုရှာနေတာ။တွတ်တွတ်အရေးသိကြီးနေလိမ့်မယ်ထင်တယ်။ရိုးတော့မရိုးသားတာအမှန်ပဲအကိုကြီးက။ကျုပ်တော့ဒီလူကဘာလဲဆိုတာသိကျင်လွန်လာပြီ။ချိန်နေဆက်ကြည့်ကြတာပေါ့ကွာ။ငြိမ်ပြီးဆက်လက်စောင့်ကြည့်ကြတယ်။ မောင်ဖုံးကတော့သူတို့စောင့်ကြည့်နေတာကိုမသိတော့သူလုတ်เสียရှိတာပဲအာယုံဆိုင်ပြီးဟိုလဲဒီလဲနဲ့လိုက်လံသူ့ဆွနေလေအတော်ကြာတော့မောင်ဖုံးတယောက်မောသွားဟန်ပါပဲတရင်ကိုပြစ်ချပြီးမြေပြင်ပေါ်ပလက်ချလို့ဖူးခနဲ့လေးပူမှုတ်ထုတ်လိုက်တယ်အချိန်ညနေကစောင်းနေပြီချိန်မရှိတော့ဘူးကွာထွက်ပြီးတဲတော့မိကြတာပေါ့သုံးယောက်စလုံးပုံးွယ်ကြည့်နေရကထွက်လိုက်ကြတယ်မောင်ဖုံးကတော့မောလွန်းလို့မျက်စိစုံမိပ်ပြီးနားနေလေရဲ့ မင်းခေါင်ကသူ့လက်ထဲကကင်ထားတဲ့မြင်းဖြူရုပ်ကြီးကိုမောင်ဖုံးစီလှမ်းပစ်လိုက်တယ်။မောင်ဖုံးကသူ့စီရောက်လာတဲ့မြင်းရုပ်ကိုလက်တစ်ဖက်နဲ့ဖြတ်ခနဲပယ်ထုတ်လိုက်တယ်။မြင်းရုပ်လည်းမျက်စီကြကောချက်ချင်းပဲအယူလိုပုံစံပြန်ဖြစ်သွားပြီးကြောင်လန့်ဟန်နဲ့ခုံပေါက်လေးကမင်းခေါင်တို့ကိုကြည်ပြီးလက်အုပ်ကိုချီလိုက်လို့အာသူတော်စင်တို့ပါလားဘဲကဘလို့ကြွလာကြရလဲမောင်ဖုံးမင်းထပ်ပြီးဟန်ဆောင်မနေနဲ့တော့ကွာတာနောကပြောပြီးအရှိကိုလှမ်းတိုးတော့ မောင်ပုံးကခုန်ဆွပြီးနောက်ဆုတ်သွားတယ်။မင်းမင်းတို့ငါ့ကိုဘာလုပ်ချမလို့လဲ။ငါ့စီကထမင်းစားခြင်းလို့လား။တာနောဥပဒုကတာနောနာမည်ကို ခေါ်လိုက်တယ်။ဒီခါမှာတော့တာနောဟာရုတ်တရက်မောင်ပုံးစီကိုခုန်အုပ်လိုက်လေ။တတိမမြဲတဲ့မောင်ပုံးကလက်ခနဲသိမ်းရှောင်ထွက်သွားတယ်။တာနောကတရဆက်ပဲအတင်းလိုက်တိုက်ခိုက်တယ်။မောင်ပုံးလည်းအနောက်ကိုဆုပ်လို့ရှောင်တိန်တယ်။တခဏကြာတော့မှမောင်ပုံးကအယူဟန်ပြန်ဆောင်မှုကိုတတိရပြီး ရှောင်းတင်းတာကိုရက်လိုက်တယ်။ရိုက်ချက်လာတဲ့တာနော့ရဲ့လက်ဝါးဆောင်ရိုက်ချက်ကိုလည်းမလုံမရှားနဲ့အတိုင်းသားခံယူဝတ်ပြင်လိုက်တယ်။တာနော့ကပေါင်ပေါင်းကိုရိုက်ချင်လို့မဟုတ်တရုံမှန်ပေါ်အောင်လုပ်တာဆိုတော့လက်ဝါးဆောင်ရိုက်ချက်ကိုထိလူထိခင်မှာပဲတုံကနေရက်တန့်လိုက်တယ်။ဥပထုကလက်ခုပ်တီးပြီးတာနော့နဲ့ပေါင်ပေါင်းအနာကိုရှောက်လိုက်။ကဲမောင်ရင်မင်းဘာမှဟန်ဆောင်မနေနဲ့တော့ကွာ။မင်းလောက်ရက်တွေကိုအတိုင်းသားငါအကုန်မြင်ပြီ။အိုး သူတော်စင်ကြီးတို့ကကျုပ်ကိုဘာတွေပြောနေတာလဲအမလီလေးညင်းညင်းငါမင်းလေးညာသွားပြီလားယင်မောင်ပေါင်းကမမ်မလျှော့အယူဟန်ဆက်ဝင်ဆောင်စေမင်းရုပ်ကိုယ်တော့အပြေးကောက်လိုက်သေးတယ်မောင်ပေါင်းတော်ပြီလေကွာငါတို့ကမင်းရဲ့ရန်သူတွေမဟုတ်ပါဘူးကွာအစတည်းကမင်းမှန်တော့လို့ယင်မင်းကညံ့နာသူဆိုရင်ကူညီမယ်ဆိုပြီးဆုံးဖြတ်ထားတဲ့သူတွေပါမင်းကောင်ကဝင်ပြောလိုက်တယ်ဒီတစ်ခါမောင်ပေါင်းကဟန်မလုပ်တော့ဘူးကြည်ငိမ့်စွာနဲ့ပဲ ခင်များတို့ကကျုပ်ကိုကူညီမယ်ဆိုတော့ခင်များတို့၃ယောက်ကဘသူတွေမဟုတ်လို့လဲငါကတော့ဘာထူဒီဘက်ကတာနော်ဟိုဘက်ကမင်းကောင်မင်းကောင်ဆိုတာအခုနာမည်ကြီးနေတဲ့စောရမင်းကောင်ဆိုတာစောရမင်းကောင်ကနာမည်ကြီးနေတယ်ဟုတ်လားဒီတချိန်အံဩသွားကြတာကဥပဒုတို့တတွင်ဟုတ်တယ်လေဗျာစောရမင်းကောင်ဆိုတာလူလူကြမှာအတော်နာမည်ကြီးနေပြီသူ့ရဲ့အစွမ်းတတိတွေနဲ့အလိုတော်ကြီးရဲ့ကြည်ရက်တတ်တွေကိုပြတ်မှတ်တာတောက်ရှားပုံတွေကို ဗမာလူတို့ကကျင်နဲ့နေကြပြီညှော်လင့်နေကြတာကျုပ်ကတိုင်းသမားတစ်ယောက်ဆိုတော့စောရမင်းကောင်ကြောင့်လေကြားမိရပါတယ်မောင်ဘုံကသူတိထားတာကိုပြောပြတယ်ဥပဒုကမင်းကောင်တို့အန်တီအများလုံးတာမို့မဟုတ်ကြောင်းချင်းဆံဖို့ခေါင်းကိုခါရန်လိုက်တယ်အခုကစောရမင်းကောင်အစ်စ်ဆိုရင်တော့ကျုပ်ကိုနှကောင်းနဲ့မျက်မှားစားပြီလေကျုပ်တီးရဲ့အထဲမှာစောရမင်းကောင်နဲ့တွေ့ပါစေလို့ကြိတ်ပြီးဆူတောင်းနေပြီကျုပ်ကိုကူညီပါအောင်ဗျာဘာအတွက်လဲကျုပ်ဘဝအတွက်တိတ်ကိုရည်ကြည်လို့လို့ပါဗျာ မောင်ရင်ကိစ္စကဘလောက်ထိအောင်ရေးကြီးနေတာမဟုတ်လို့လေကျုပ်ရဲ့မိသားစုတစ်ခုလုံးပလေးစီမှာဖန်ဆီးခံထားရပါတယ်ပြီးတော့ကျုပ်လည်းအဖမ်းခံရမယ့်ရေးအသက်ခံရမယ့်အရေးကိုကြုံတွေ့နေရပါတယ်အတိအကျပြောပြစမ်းကွာတန်တရာများတက်သူတာနောကဝင်ပြောလိုက်တယ်ဟုတ်ကဲ့ကျုပ်ပြောပြပါမယ်လေးယောက်သားအုတ်ကူတလုံးစီမှာထိုင်လိုက်ကြတယ်ထိုင်ပြီးနောက်မောင်ဘုံကသူ့အကူကြီးတောင်းလို့ရတဲ့အကြောင်းပြောပြပါတော့တယ်မောင်ဘုံကအတိုင်းဆရာတယောက် သူနေထိုင်ရာရမဲသိမ်းမြို့နဲ့အနီးတစ်ဝိုက်စီကိုလှည့်လည်တိုင်းသိမ်းရင်အမတ်မထင်ပြိုင်ဘက်တစ်ယောက်နဲ့တိုင်းပြိုင်မိခဲ့တယ်။မောင်ပုံးရှုံးနေသွားတယ်။ဒီတော့မပြိုင်ခင်မှာပေးထားတဲ့ကတိအတိုင်းအလုတ်ကိုရှုံးသူဖြစ်တဲ့မောင်ပုံးကလှုပ်ပေးရတယ်။တပတ်ကစီခိုင်းသူကမောင်ပုံးကိုမျက်နှာပြူလူတစ်ယောက်အိမ်ကတံပိုးကြီးပစ္စည်းတစ်ခုကိုဝင်ရောက်ခိုးယူခိုင်းတယ်။ဘာလို့လှုပ်ဆိုတဲ့ကတိကိုထားတော့ကအလွယ်တကူရနိုင်မယ်လို့ဘာမလို့ရညာမလို့ရဆိုတဲ့စီကံကိုမတတ်မှတ်မိခဲ့ဘူး။ဒီအတွက်မောင်ပုံးတစ်ယောက် ပခိုးယူလို့ပဲမဲ့လဲမျက်နှာပြူကြီးအင်ကပစ္စည်းကိုဝင်ရောက်ခိုးယူခဲ့ရတယ်။ဒီမျက်နှာပြူကြီးရဲ့တပည့်တပန်းတွေကို တခါကမောင်ပုံတိုင်းတင်ပေးဘူးလေလေ။ဒီတော့ဒီလူတွေကသူတို့ကိုတည်တယ်။ဒါအတွက်မျက်နှာပုံးဆိုပြီးအဆောင်ချက်တွေများပြားလွန်းနေတဲ့စွန့်စွန့်ဆာဆာဝင်ရောက်ရတယ်။ကြွတင်ပြင်ဆင်ထားလေတော့ခက်ခဲမရှိပဲသူယူရမဲ့ပစ္စည်းကိုအရယူနိုင်ခဲ့တယ်။အညိုရောင်တက်တာလေးတလုံး။တက်တာကိုယူပြီးပြန်ထွက်ချိန်မှာတော့ အဆောင်တို့ကမြင်းပြီးမောင်ပုံးကိုလိုက်ဖမ်းကြတယ်။ပြေးလွှာရင်မျက်နှာကိုစီးထားတဲ့ပဝါကကြွတ်ကြတော့မောင်ပုံးကိုမှတ်မိသွားတယ်။သူတို့ကိုပညာသင်ပေးထားတဲ့ဆရာဆိုပေမဲ့တစ်ဖက်ကမျက်နှာဖြူကြီးစီမှာတစ္ဆာခံထားကြသူတို့မျိုးမယမကလိုက်ဖမ်းကြတယ်။မောင်ပုံးလည်းညာဖက်ကြီးကိုအသက်လူလူပြေးသွားရင်ဒီတုတ်တန်စီကိုရောက်လာတယ်။လွမြောက်ဖို့ကမလွယ်တော့တုတ်တန်ရဲ့အမောင်ထဲမှာပျက်စီးစစ်တာလေးကိုမြေချင်းလိုတူးပြီးမြုပ်ခဲ့ပြီးလူကြီးတက်တက်ထမှန်လိုထွက်ပြေးတယ်။ ဒီအတွက်မောင်ဖုံးကတော့လွတ်မြောက်ခဲ့ပေမဲ့မျိုးရင်းနေတဲ့မိသားစုကိုတော့ပလိကဖမ်းဆီးသွားလေတယ်။သူလည်းမျိုးစီကိုပြန်လို့မဖြစ်တော့ဘူး။တစ်ဖက်ကပစ္စည်းအမဲ့သူကလည်းသူ့ကိုတတ်မဲ့ကျင်းသွားတယ်။သုတ်တန်စီပြန်လာပြီးပစ္စည်းကိုလာရှာပြီးတော့ကန်ဆိုးစာနဲ့ပဲနေရာကိုမမှတ်မိတော့ဘူး။တစ်ဖက်လည်းမိသားစုရဲ့အတပ်ပေးကရှိနေပြန်။သူ့မှာလည်းအတပ်ပေးအဖမ်းခံရမယ့်ပေတို့ကရှိနေပြန်တော့မောင်ဖုံးပြန်များရတယ်။ဒါကြောင့်ပစ္စည်းကိုပြန်ရဖို့အတွက် ုတ်တန်စီမှာသူခိုခဲပြီးရှောက်ဝင်နေဖို့လိုအပ်တယ်။အပပကဘေးအန္တရာယ်တွေအတွက်သူရုတ်ဖြက်ပြီးအယူလိုဟန်ဆောင်ခဲ့တယ်။ရွာရဲကိုသူမဝင်ဘူး။တုတ်တန်မှာပဲနေတယ်။မနက်တုန်းကရွာရဲကိုပလိတ်တူရောက်လာတယ်။မောင်ဖုံးလဲတုတ်တန်ကနေထွက်ပြေးလာပြီးညောင်ပင်ကြီးစီမှာပုံအောင်နေရင်အိပ်ပျော်သွားလေ။အိယာကနိုးချိန်မှာတော့အောက်စီကမင်းကောင်လို့ပြောနေတဲ့စကားတွေကြားမိပြီး ိုက်ကလည်းစာနေတဲ့အတွက်အကြံထုတ်ပြီးညောင်ပင်စီမှာရှိနေတဲ့နတ်စင်ကစွန့်ထားတဲ့မြင်းဖြူအယုတ်ကြီးကိုယူပြီးရောင်းချခဲ့တာဖြစ်ပါတယ်။ကျုပ်ထမင်းမစားခဲ့ရတာငါရက်ကြော်ပြီးဘယ်ကောင်မှလည်းမထွက်ရဲဘူး။ဘဲမှလည်းမသွားရဲဘူး။ဒီကပစ္စည်းကိုကလည်းအခုထိမတွေ့သေးတော့ဘာလို့ရမှန်းကျုပ်မသိပါဘူး။ဒီကဦးလေးတို့ကိုလိန်လိန်မိတဲ့အတွက်ကြောင့်လဲကျုပ်တောင်းမှမှာရဲ့ဗျာ။အင်းခင်ဗျားပြစ်ကိုဘလို့ပြောရမှန်းတော့မသိတော့ပါဘူးဗျာကျုပ်ကကူညီပေးချပါအောင် ျုပ်တို့ကဘလို့များကူညီပေးရမလဲလောလောဆယ်တော့ကျုပ်ကိုတတ်မဲ့သူကဒီနီးနားမှာပဲရှိနေတယ်ဒီလူကကျုပ်စီကပြစ်စီမရသေးတာကိုကျုပ်ကလိန်လေထားတယ်လို့ထင်မြင်နေတယ်မနည်းကလည်းတပတ်ကာကိုမှပြစ်စီမပေးနိုင်ရင်ကျုပ်ကိုတတ်မဲ့တဲ့မောင်ဖုံးကတပင်းကိုချလိုက်တယ်ကျုပ်ကိုတတ်တာအတွက်ရင်ဆိုင်ရမယ်ဆိုလဲကျုပ်ရင်ဆိုင်ရဲတယ်တေးရမယ်ဆိုလဲကျုပ်တေးရဲတယ်ဒါပေမဲ့တကယ်လို့သာကျုပ်တို့ခုခုဖြစ်သွားရင်ကျုပ်မိသားစုကိုကဲမဲ့သူကမရှိတော့ဘူးအမှန်ပဲပေါ့ ဲ့ဒီအတွက်ကိုမင်းကောင်တို့အနေနဲ့ကျုပ်ကိုကိုညီပေးနိုင်မယ်ဆိုရင်အရင်ဦးဆုံးကျုပ်မိသားစုပေးခြင်းရဲ့အတွက်ကဲထုတ်ပေးစီလိုပါတယ်။မောင်ရင်မိသားစုကိုကဲရမယ်။ဒီလိုဆိုမောင်ရင်တို့အဖြစ်ကပိုကြီးသွားမယ်ထင်တယ်နော်။ပြီးတော့တကယ်လို့ဒါကဲနိုင်မယ်ဆိုရင်မောင်ရင်တို့ဒီနယ်ကပါရှောင်းတိန်သွားရလိမ့်မယ်။မိသားစုလွတ်ရင်ရပါပြီ။ကျန်တာကတော့ဘာရီဖြစ်လာပါသေးကျုပ်ရင်ဆိုင်နိုင်ပါတယ်။အင်းလေကဲပြီဆိုတော့လေကဲပေးလို့ရပါတယ်။ဒါပေမဲ့မောင်ရင်ကောဘာဆက်လုံးလဲ။ ကျုပ်ကတော့တပတ်ခါမတိုင်ခင်ပစ္စည်းတွေကိုတွေ့အောင်ရှာဖွေကြည့်တာပေါ့တကယ်လို့မရတော့လဲဖြစ်ချင်အပြည့်ထိတ်တဲရင်ဆိုင်တာပေါ့ဗျာอืมခတ်တော့ခတ်ပြီဥပထုကရေရွတ်လိုက်တယ်တာနောကမင်းကိုတခုမေးချင်တယ်ဟုတ်ကဲ့မေးပါမင်းကိုအလုတ်ခိုင်းတဲ့သူကဘယ်သူလဲဘာအတွက်ကြောင့်သူကိုယ်တိုင်တိုင်းပညာရှင်ဖြစ်နေပါရဲ့ ਨੇ ကိုယ်တိုင်မလုတ်ပဲမင်းကိုကြားခိုင်းကြားခံစီခိုင်းရတာလေသူဘသူလဲတော့ကျုပ်လဲသိချာမသိဘူးသူ့မျက်နှာမှာမျက်နှာဖုံးတစ်ခုတက်ထားတယ် သူနဲ့ပညာပိုင်ဖြစ်တာကလည်းချုပ်အင်ကိုအပြန်လမ်းမှာရုတ်တရက်တူကတိုက်ခိုက်လာပြီးစိန်ခေါ်လာဗျဒီလူကတခုခုပဲဟုတ်တယ်ဒီလူမှာအကြောင်းတခုခုရှိလိမ့်မယ်ချုပ်လဲအဲ့ဒါကိုတတိထားမိလာပါရဲ့အခုဘလို့လောက်ကြမလဲဥပဒုခမင်းကောင်တို့ကိုမေးလိုက်တယ်လက်တလောတော့သူ့မိသားစုကိုအရင်ကဲထုတ်ပြီးတာအကောင်းဆုံးဖြစ်လိမ့်မယ်ကြံတာကတော့မိစဉ်ကကြီးကတာအကောင်းဆုံးပဲအကိုကြီးတာနောကပြောလိုက်တယ်ဥပဒုကခေါင်းကိုညှိတယ်အင်းလေဒါဖြစ်လေကဲရှာတာပေါ့ကွာ ဒီနောက်ပိုင်းတော့မင်းကောင်တို့ဟာမောင်ဖုံးရဲ့မိသားစုကိုပလေးထုတ်စီကကဲထုတ်ဖို့အတွက်တိုင်ပင်ကြပါတော့တယ်။ညာချင်းရမဲသိမျိုးစီကပလေးကဟာကင်းသမားတို့မှပါကျန်သူတို့အိမ်မောကြကတိတ်ဆိတ်နေပါရဲ့။ကတဲစီကိုအရေးလေးခုချိတ်ကတ်လာကြတယ်။ကတဲနားကိုရောက်တော့အရေးတစ်ခုကလက်ကနေအထဲစီကိုကြောင်တကောင်လိုပဲခုံဝင်သွားတယ်။တိတ်မချလိုက်ဘူး။အထဲကစောင်းတို့ဟာအရင်ဝင်ရောက်သွားတဲ့အရေးရဲ့တိုက်ခိုက်မှုကြောင့်အတန်တော်မထွက်နိုင်ပဲလဲကြကုန်ကြတယ်။ အဝင်တကားကပွင့်လာတယ်။တကားပွင့်မေးသူကခုနကအရှိန်ကြံ၃ယောက်ကလည်းအထင်းစီကိုဝင်လိုက်ကြတယ်။ပြီးတော့ကင်းဆောက်တွေတယောက်ပြီးတယောက်တတိမိသွားအောင်လှုပ်ဆောင်ပြီးကတ်ထဲအထင်းစီကိုဝင်ရောက်လာကြတယ်။အချုပ်ကန်းစီကအဆောက်တို့ကိုထပ်မံတိုက်ခိုက်တယ်။ပြီးတော့အထင်းမှာပန်းစီထန်းပန်းစီခံထားရတဲ့မောင်ဖုံးရဲ့မိသားစုတွေကိုကယ်ထုတ်ကြတယ်။အရာရာကအခက်ခဲမရှိခဲ့ဘူး။အကုန်လုံးပြန်ထွက်လာတဲ့အထိကအစင်ချော့ချော့ပါပဲ။ဒါပေမဲ့လည်းမနေ့ပြန်မနေ့မှာတော့ရမဲသင်းတစ်မျိုးလုံးဟာ ပလိကတ်ထဲကိုညာတုန်းကလူလေးယောက်ကဝင်ရောက်စီနေတာမို့ကျောင်းဆန်နေမှာတော့အမှန်ကတ်ထဲကနေထွက်လာပြီးတော့မင်းကောင်တို့ဟာမောင်ဖုံးမိသားစုကိုစကိုင်းဘက်ကတရှိုးရဲ့လှုပ်ဝက်စကိုင်းဘက်ကသူတို့ရဲ့လှုပ်ဝက်တည်ထားတဲ့ရွာသားရစီစိတ်လွတ်ဖို့ရာစီစဉ်ထားတဲ့အတိုင်းဆက်လက်လှုပ်ဆောင်ကြပါတယ်မနက်ဝေလီဝေလင်းမှာတော့မောင်ဖုံးတို့မိသားစုကိုရမဲသိမ်းမြို့ကနေယထာခီနဲ့ထွက်ခွာစေနိုင်ခဲ့ပါတယ်ယထာထွက်သွားပြီးနောက်မှာတော့မင်းကောင်တို့ဟာ ရမဲတဲ့မျိုးပေါ်ကရုပ်ဖြဲလို့ပြန်လဲထွက်ခါလာခဲ့ကြပါတယ်။သူတို့မျိုးစီကထွက်ခါပြီးနောက်မှာတော့အားလုံးဟာယူဆထားသလိုပဲကတဲ့အထဲကိုဖောက်ထွင်းဝင်ရောက်ကတိုက်ခိုက်သွားသူကြောင့်ပလိတ်ကတမျိုးလုံးကိုစီးနှစ်ရှာပွေစာပြုတ်နေပြီဖြစ်ပါတယ်။ပြီးပါပြီ။နောက်ဆောင်မှုမှာတော့မန်ဖုံနဲ့သူပလိတ်ကိုရှောင်တန်းပြီးတပတ်ကမျက်နှာပုံးဆွထားတဲ့စီခိုင်းသူနဲ့မင်းကောင်တို့ရင်ဆိုင်ရပုံကိုတင်ပြပေးပါမယ်။ ဒီစာမူကတော့ဒီလောက်ပါပဲခင်ဗျာနားဆင်ပြီးသူအရောက်စီတိုင်းအရောက်စီတိုင်းကိုအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ